လုံးမဲမင်္ဂလာပါခုနှစ်သားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေတ िश ုခွန်ကဗီဒီယိုရဲ့ YouTube Channel လေးကနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဆ iamma ကတော့ Solar Nuini ဖြစ်ပါတယ်ဆ iamma အနေနဲ့ကတော့2025ခုနှစ်ဒီဇင်ဘာလအတွက်ဒိနာသားသမီးတွေရဲ့တလားစာ2 Strategy ကိုဟောကြားပေးသွားမှာဖြစ်ပါတယ် ဒီလအတွင်းမှာဒိနာသားသမီးရဲ့လောက်ကန်ကိစ္စတွေနော်စီးပွားရေးကဏ္ဍငွေရေးကြေးရေးဂျမ်းမာရေးအခြေရေးမြစ်တာရေးကဏ္ဍလေးတွေဒီလလုံးတွေဆောင်ရွက်ရှင်ဝန်လေးတွေပြုလုပ်ရမယ့်ရေဒီယာလေးတွေပေါ့နော်တခုချင်းပြပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးဒီစင်မာနာအတွက်ဒိနာသားသမီးရဲ့လုပ်ငန်းစီးပွားကဏ္ဍလေးတို့အရင်ဆုံးပြပြပေးသွားမှာပါအဒီလအတွင်းမှာဒိနာသားသမီးတွေလုပ်ငန်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့အနေငယ်ခက်ခဲမှုတွေတွေကြုံတွေ့ရနိုင်မယ်။လုပ်ငန်းတွေမှာရှေ့မတိုးဘဲရပ်တန့်နေတာမျိုး၊နော်ရှေ့ဆက်ရမလို့နောက်ဆုံးရမလို့တဝေနေတာမျိုးတွေတွေရှိမယ်။လုပ်ငန်းက လက်ရှိလုပ်ငန်းတစ်ခုတည်းတွန်းနေလို့တော့မရဘူးပေါ့နော်လုံကိုလုံနေတဲ့လုပ်ငန်းတစ်ခုတည်းတွားလို့မရဘူးတခြားလုပ်ငန်းလေးနဲ့တွဲလောက်တာမျိုးလေးတွေပို့ပြီးလုပ်ပါရာသီအလိုက်လူသုံးကုန်လေးတွေပေါ့နော်စားတောက်ကုန်လုံးနဲ့တွဲပြီးတော့လုပ်ငန်းလေးတွေတွဲလုံနိုင်တော့ပို့ပြီးအဆင်ပြေမယ်နော်ကိုကရာသီပေါ်လုပ်ငန်းလေးတွေပေါ့နော်ဒါအချိန်အချိန်အခါအလိုက်ရာသီအလိုက်ပေါ့နော်ဒီလိုမျိုးလေးတွေစီးပွားရေးတွေပေါ့နော်အနေထားလေးတွေကိုကိုကတွဲလုံနိုင်မှာအဆင်ပြေဒီတစ်ခုတည်းတွားနေလို့မရကိုကလုပ်ငန်းဒီတစ်ခုကိုလုပ်နေတယ်ဆိုရင်အဲ့တစ်ခုတည်းတွားနေလို့မရဘူးပေါ့နော်အဖက်ဘက်ကနေတခြားလုပ်ငန်းလေးတွေနဲ့တွဲလုံနိုင်မှာအဆင်ပြေမယ်ကိုလုပ်နေတဲ့လုပ်ငန်းတွေကအမြဲတမ်း ်အဆင်ပြေနေတဲ့လတွေရှိတယ်အဆင်မပြေတဲ့လတွေရှိတာထို့ကြောင့်လုံငယ်တစ်ခုတည်းတွားနေလို့မရဘူးပေါ့နော်အဲ့လိုမျိုးရာသီပေါ်လိုက်လုံလူသုံးကုန်ပစ္စည်းလေးတွေပေါ့နော်စားသောက်ကုန်လေးတွေတွဲပြီးလုံနိုင်တော့ပို့ပြီးအဆင်ပြေမယ်အလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့ကဘယ်လုပ်ငန်းမဆိုပြိုင်ဆိုင်လေးတွေတိုက်ခိုက်လေးရတော့အနေငယ်ရှိနေမယ် ။နောက်ကိုပိုင်လုပ်ငန်းလုပ်နေသူတွေစီးပွားရေးပေါ့နော်ထင်သလောက်မတက်နေတာမျိုးတွေရှိမယ်။ကိုမျောနှင်းထားတဲ့လောက်မရနေတာမျိုးတွေရှိမယ်။မမီးရဲ့စ조사လုံးဆောင်နိုင်စွမ်းကြောင့်အောင်မြင်မှုလေးတော့ရရှိမယ်အဆင်ပြေလာလိမ့်မယ်။ဆရာသမားအကြီးကြီးတွေရဲ့အကူအညီထောက်ပံ့ကောင်းလေးတွေရရှိလာတာမျိုးတွေရှိမယ်။ရဝေးမှာဆက်သွယ်ကောင်းလေးတွေရရှိလာတာမျိုးတွေကြုံမယ်။နောက်လူယုံတော့တတိထားမမီးရဲ့ဒဇုထိုးလောက်ကင်မှုနော်ဒဇုထိုးပြုလုပ်မှုကြောင့်ဆုံးရှုံးမှုလေးတွေခက်ခဲမှုလေးတွေကြုံတွေ့ရတတ်တယ်နော်။အဲ့တော့ရှင်ရှင်ဆွဲအနေထားတွေကိုပို့ပြီးတော့အလေးထားလုပ်မယ်။နောက်ထပ်ရာသီပေါ်လိုက်ပေါ့နော်။ ူသုံးကုန်လေးနဲ့တွဲပြီးလုပ်ငန်းလုပ်မယ်ဆိုပို့ပြီးအဆင်ပြေလိမ့်မယ်နော်လုပ်ငန်းစီးပွားပိုင်းတွေကအဲ့တော့လုပ်ငန်းတစ်လောက်တော့မယ်ပေါ့တကွာလုပ်ငန်းတစ်လောက်တော့မယ်ဆိုရင်ပေါ့အဒီလာထဲမှာနည်းနည်းလေးသတိထားပါတော့အရင်ယူနီမြုံနံမှုတွေထောင်ကနန်းယာကနန်းနဲ့ချစ်ပြီးယူနီမြုံနံမှုတွေသတိထားလို့ရမယ်အနေထားရှိတယ် เนาะအဲ့တော့မမီးကဝေနှန်းဆိုရင်ပေါ့เนาะအဲ့တော့ကိုကဝေနှန်းဖြစ်နေတယ်ဆိုရင်တော့အလုံမှာအထက်လူကြီးဖျားပေးခန်းတာမျိုးလုပ်ငန်းခွင်မှာစိတ်မပျော်ပဲဖြစ်နေရေပေါ့เนาะတခါလေးပြောင်းပြောင်းချင်တာမျိုးလေးတွေရောရှိမယ်ဒါပေမဲ့ယာရုလာစာဒုတာမျိုးလေးတွေရောကြုံတွေ့ရမယ်ပေါ့เนาะစိတ်ကောလူရောပင်မဲ့မယ်เนาะနောက်ပြီးတော့ဒီမမီးရဲ့ကန်စတာရအောက်လက်ငယ်သားတော့အကျိုးပေးတာမျိုးလေးတွေရောရှိမယ်ဒါပေမဲ့ကိုရဲ့ပေါ့เนาะလုပ်ငန်းပိုင်းထဲမှာတော့ပြိုင်ဆိုင်လေးတွေကိုရှင်ပြိုင်မှုလေးတွေပေါ့เนาะအတိုက်ခံလေးရတော့ကြုံတွေ့ရမယ်အဲ့တော့เนาะအဲ့တော့စိတ်စိတ်ကလေးစိတ်ရှုပ်ထွေးမှုတွေကြုံရမယ်ပေါ့เนาะလုပ်ငန်းပိုင်းနဲ့ပတ်သက်ပြီးတော့ ။ဒါမမီတို့ကအယောင်းဝယ်လုပ်ငန်းလေးတွေလုပ်နေတဲ့သူတွေပေါ့နော်။အယောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေကယောင်းယောင်းဝယ်ကောင်းနေတယ်။ယောင်းဝါကောင်းနေတယ်ပေါ့နော်။ယောင်းမန်းတာနေတာမျိုးကြီးရှိမယ်။ဒါပေမဲ့အမြန်ဆုံးကအနည်းများနဲ့သွားမယ်။ဒီတစ်ပတ်မှာအမြန်နဲ့မယ်။နောက်တစ်ပတ်အမြန်များမယ်။ဒီလိုမျိုးတွေတော့ရှိမယ်။ယောင်းဝယ်လေးတွေအားကောင်းနေမယ်ပေါ့နော်။အဲ့ဒါယာတီပေါ်လိုက်ယောင်းဝယ်လေးတွေလောက်တာမျိုးနော်စားသားကုန်လူသုံးကုန်နဲ့တွဲပြီးယောင်းဝယ်လောက်တာတွေကပို့ပြီးအားကောင်းတယ်နော်။အဲ့လိုမျိုးပစ္စည်းသုံးလောင်းချင်းဈေးကစားချင်းတော့ပြုလုပ်လို့ရတယ်။ဒါပေမဲ့လောဘကြီးလို့မရဘူးပေါ့နော်။ဒီလားထဲမှာ အနောက်ထပ်ပေါ့နော်ဒီလာထဲမှာဆိုရင်မမိအိမ်ရောစနေနံပစ္စည်းတောက်ကြတယ်တင်းနံနံပစ္စည်းတွေအဝင်ရှိတယ်နော်အဲ့တော့စနေနံဆိုအထယ်တွေတော့နော်အထယ်တို့ဓာတ်စီဒီဇယ်လို့ဒီဇယ်တွေနော်သုတ္တန်သစ်တွေနော်အဲ့လိုမျိုးငွေကြောက်ကားချင်းတစ်ချောင်းအဝင်ရှိတာမျိုးတွေကြုံရမယ်ဒီနံပစ္စည်းတွေကပေါ့နော်ကိုယ့်အတွက်အကျိုးပေးတဲ့အတွက်ဒီလာထဲမှာဒီစနေနံတင်းနံနံ တောက်ကြန်နယ်နေတဲ့လုပ်ငန်းစီးပွားတွဲလုပ်နိုင်ပို့ပြီးအားကောင်းတယ်เนาะစနေနယ်နေ့ကတော့အထယ်လုပ်ငန်းတက်စီဒီဇယ်ထမင်းဆိုင်ထီဆိုင်နီးပညာလုပ်ငန်းနိုင်ငံခြားနဲ့ဖက်ဆက်လုပ်ငန်းတွေเนาะနောက်ဟိုတယ်နဲ့ခီးသွွာလာရေးလုပ်ငန်းသုတန်သည့်လုပ်ငန်းတည်တည်လုပ်ငန်းတွေပေါ့เนาะအဲ့တော့သုတန်သည့်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေချိုးပေးတယ်နောက်ကုန်မလုပ်ငန်းတွေကုံစုံဆိုင်ကုံကြောက်ဆိုင်ငပိငချောက်ချန်ကားကြောက်လုပ်ငန်းကုံရောင်းကုံဝဲကုံစိမ့်ဒီလုပ်ငန်းတွေအချိုးပေးတဲ့အနေထားမှာဖြစ်တဲ့ငါးလုပ်ငန်းတွေလည်းအချိုးပေးတယ်ပေါ့နော်ဒီလုပ်ငန်းတွေတွဲလောက်ဆိုရင်တော့ပို့ပြီးတော့လုပ်ငန်းစီးပွား ဖြစ်မယ်ဒီလုပ်ငန်းလုပ်နေသူတွေကတော့လုပ်ငန်းစီးပွားကောင်းနေမယ်နော်အဲ့ဒီကလာနေမှာဘာသာရေးပိုင်းနေပေါ့နော်ကာမွန်ကူတွေနဲ့တွဲပြီးတော့စီးပွားရေးတွဲလို့စီးပွားရေးပဲတစ်ခုပဲမဲရှာလို့မရဘူးเนาะဘာသာတရားလေးတွေတွဲလို့เนาะစီးပွားလုပ်ငန်းဒါနာကောင်းမှုလေးတွေနဲ့တွဲ နော်ကိုကစီးပွားရေးမဲရှာနေတယ်နောက်မှာကုသိုလ်ရေးဘာသာရေးအားနေတဲ့ခါမှာကန်ဆိုးတဲ့လာတွေကန်ဆိုးတဲ့နေ့တွေကဒုက္ခရောက်တတ်တယ်အထို့ကြောင့်ဘာသာတရားမမင်းနဲ့ကောင်းမှုကုသိုလ်လေးတွေတွဲလို့ကိုယ့်ရဲ့လုပ်ငန်းစီးပွားရေးလုပ်နေတဲ့နော်ဝင်ငွေတွေကနေစေတနာရှိသလောက်တွေဖယ်ပြီးတော့ကောင်းမှုကုသိုလ်လေးတွေဒါနကောင်းမှုကုသိုလ်လေးတွေပြုပြုပေးနော်လုပ်ငန်းလေးတွေပို့ပြီးအားကောင်းမယ်စီးပွားလေးတွေနော်တိုးတက်လာတာမျိုးတွေရှိမယ်နောက်ထပ်ငွေကြေးကဏ္ဍလေးနဲ့ပတ်သက်ပြီးတော့ပြပြပေးသွားပါမယ် အဲ့တော့ဒီလာထဲမှာငွေကြေးပိုင်းတွေနဲ့ပတ်သက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာငွေဝင်လန်းလေးတွေရှိနေတယ်ငွေဝင်လန်းလေးတွေပေါ်လာမယ်ပေါ့နော်အဲ့တော့မိမိကိုယ်တိုင်ငွေသုံးများနေပါတယ်တဲ့မိမိကိုယ်တိုင်ငွေသုံးများပြီးတော့မကုန်သေးမဲနဲ့ငွေတွေကုန်နေတာမထွက်သေးမဲငွေတွေထွက်နေတာနော်အဲ့လိုမျိုးကိုကပြောမယ်ဆိုရင်မစုမိမစုဘဲနဲ့ပေါ့နော်ငွေသုံးများနေတာမျိုးတွေရှိမယ်လက်ထဲမမြဲဘူးပေါ့နော်ရလိုက်ကုန်သုံးလိုက်ကုန်လိုက်ဖြစ်တတ်ပါတယ်ထို့ကြောင့်ဒီအပျော်ပါနော်အသွားလာတတိထားပါ ်နော်နောက်ပြီးတော့ငွေကဝင်မယ်ဒါပေမဲ့ငွေဝင်ပြီးဖက်မတင်ဖြစ်တတ်တယ်နော်ဒီလာထဲမှာငွေကတော့ငွေဝင်မို့ဝင်မယ်ဒါပေမဲ့အဖက်မတင်ဖြစ်တတ်တာမျိုးရှိမယ်နော်အရင်လားတွေထက်ငွေပို့ထွက်တာတောင်မျိုးလေးတွေရှိတဲ့အတွက်နည်းနည်းလေးသတိထားနော်ခရိုင်းပို့ ခတိုင်းလားတွေထက်ပို့ပြီးတော့ဒီလားထဲမှာငွေချေချေငွေချေတဲ့နည်းနည်းလေးပေါ့နော်ပို့ထွက်လာနိုင်တယ်ထို့ကြောင့်နည်းနည်းလေးဂယုဆိုင်ရမှာပေါ့နော်အဲ့တော့ငွေရိုချွေတာသုံးစီးနဲ့ကန်းနဲ့သုံးငွေရိုပောက်တွေထိန်းနော်အပျော်ပန်းအပေါင်းသင်းနေနဲ့သွာလာတာလေးရှော့ပေါ့နော်ဒေါင်းကစားပြုလို့သူတွေဒုက္ခရောက်တတ်တယ်နော်ဖြန်နှင်းနဲ့ငွေရှာတာမျိုးအထူးရှောင်ပေးပါငွေရအဖက်ဖက်ကနေရှာနိုင်တော့ပို့အားကောင်းမယ်ငွေဝင်လန်းတစ်ခုထဲနဲ့စားတော့အဖက်ဖက်ကနေငွေချေလေးတွေရှာနိုင်တော့ပို့အားကောင်းမယ်ပေါ့နော်ကိုကငွေဝင်လန်းတစ်ခုထဲရှိတယ်ဆိုရင်တခြားငွေဝင်လန်းလေးတွေဘာလောက်ရမလဲဟိုကိုကဥပမာဆိုပါဆိုဝင်လန်းနေဆိုရင်ပေါ့ငွေဝင်လန်းကတော့တစ်လမှာတစ်ခါပဲရ ရမှာပေါ့နော်ကိုကတခြားငွေဝင်လန်းတွေတွဲပြီးတော့ဗားလေးတွေလှုပ်ချင်အဆင်ပြေမလဲအများထဲမှာငွေဝင်လန်းတွေတွဲလောက်ပါငွေရပါခလေးတွေနဲ့တွဲပြီးလုပ်ငန်းစီးပွားလုပ်မယ်ဆိုရင်တော့နော်ငွေရှာမယ်ဆိုပို့ပြီးအားကောင်းနိုင်တာပေါ့နော်နောက်ထပ်လူမှုရေးခန္ဓာလေးတွေပေါ့နော်လူမှုရေးခန္ဓာလေးကဒီလာထဲမှာအဆိုးကောင်းတွန်တွဲနေရပေါ့နော်အဆိုးအဆိုးကောင်းတွန်နေတဲ့အဆင်ပြေတဲ့သူတွေနဲ့ရှိသလိုအဆင်မပြေတဲ့သူတွေနဲ့ကြုံရမယ်အတိုက်ခံလေးကတော့လုပ်ငန်းပိုင်းထဲမှာတော့စီးပွားရေးပိုင်းထဲမှာတော့အရှိမဲပေါ့နော် အဲ့တော့မမီအောင်လူတွေရဲ့အကူအညီထောက်ပံ့လေးတွေရရှိမယ်လူလိန်ခံရတဲ့တတိထားလူယုံဒုက္ခပေးတတ်တဲ့လူယုံထားလို့မရဘူးเนาะလူမွေးနဲ့ပတ်သက်ပြီးတော့နိုင်ငံဆိတ်ချုပ်ထွေးစရာလေးတွေရှိမယ်เนาะနောက်တော့အပျော်ပါမမှုအပေါင်းအသင်းမှမှုကြောင့်ဒုက္ခရောက်တတ်တဲ့အပေါင်းအောင်ဂုံတက်စေသူလိုအပေါင်းအောင်လည်းဂုံပြည့်စေရတဲ့အပေါင်းအသင်းတတိထားမယ်เนาะအဲ့လိုမျိုးဒုက္ခတွေပေါ့နော်မမီရဲ့စိတ်မှာတည်ငြိမ်မှုမရှိဘူးစိတ်နဲ့လူနဲ့မကက်တာလေးတွေရှိမယ်ပြဿနာလေးတွေပေါ်လာတတ်တဲ့စိတ်ဆရာကိုပြုလို့ပြောဆိုတာလေးတွေရှောင်မမီစကားပြောဆိုမတတ်မှုကြောင့်အညိုတေထထတဲ့အတွက်စကားပြောရတဲ့နေရာမှာတတိထားပြီးပြောပါเนาะထို့ကြောင့်မမီကဒါ ပြဿနာလေးတွေကိုသတိထားရှောင်နိုင်တော့ပိုအားကောင်းမယ်။ဘာလို့ပြဿနာဖြစ်လာရင်မမျှော်လင့်ထားတဲ့ပေါ့နော်။ဒါပြဿနာပြဿနာတစ်ခုခုဖြစ်လာပြီဆိုရင်ပေါ့မမျှော်လင့်ထားတဲ့ပြဿနာလေးတွေအေးကြီးလာနိုင်တယ်ပေါ့နော်။ကိုကမျှော်လင့်မထားဘဲနဲ့ပြဿနာတွေကြီးသွားနိုင်တဲ့အတွက်ကိုကဘာပြဿနာမှမဖြစ်ဖဲနဲ့ဒါစိတ်ထဲမှာမှပြုလို့ပြောဆိုတာလေးတွေရှောင်နိုင်မယ်ဆိုရင်အရာအဆင်ပြေလာလိမ့်မယ်နော်။လူမှုပေါင်းသင်းဆက်ဆံရေးမှာတည်တည်မှတ်တာပေါင်းသင်းဆက်ဆံမှုလိုပါလိမ့်မယ်။ နောက်ထပ်အိမ်တွင်းအိမ်နောင်ခန္ဓာလေးပေါ့နော်အိမ်တွင်းအိမ်နောင်ခန္ဓာလေးတွေကတော့မကြခဏဆိုလို့မှာအိမ်တွင်းမှာကရောက်ကစားလေးတွေရှိမယ်အေးချမ်းမှုနဲ့ငယ်အားနဲ့နေတဲ့စိတ်လို့မကြမှုတွေစိတ်တိုင်းမကြမှုတွေများနေမယ်အိမ်မှာကိုယ့်ရဲ့အိမ်မှာပေါ့နော်အတွင်းရေးပိုင်းနေမှာ ကြည်ခဲ့ပိုင်းနေတဲ့တစ်ခါလေးစိတ်လိုမကြောက်တာမျိုးတွေရှိတတ်တယ်ပေါ့နော်အဲ့တော့အိမ်အောင်မဲ့နေတဲ့စကားမကြမကြများနေရတယ်ပေါ့နော်တစ်ခါတည်းရန်အဲ့လိုမျိုးပေါ့စိတ်တွေကုန်နေတာမျိုးတစ်ခါလေးအဲ့လိုမျိုးပေါ့နော်ဒီအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့နော်စိတ်လိုမကြမှုတာမျိုးပေါ့နော်အိမ်အိမ်အောင်ဘက်ကဩစာလွှမ်းမှုမခံရတာမျိုးရှိမယ်နော်ကိုကလည်းအရှော်မပေးသူကလည်းအရှော်မပေးဒီမျိုးလေးတကြက်ကြက်လေးတွေဖြစ်မယ်ပေါ့နော်အနည်းငယ်တော့အိမ်တွင်းခဏလေးအေးချမ်းအေးချမ်းမှုအားနေမယ် ထို့ကြောင့်နားလည်မှုနဲ့တစ္ဆာရှိလက်တွဲစိတ်တကူတူဘာသာရေးကောင်းမှုကုသိုလ်လုပ်ပြီးတော့လက်တွဲနိုင်မှာပို့ပြီးအေးချမ်းမယ်ပေါ့နော်အိမ်တွင်းအိမ်ဆောင်ရေးနည်းနည်းလေးတတိထားမယ်နောက်ထပ်ငွေရည်သူတွေအတွက်မေတ္တာရေးလမ်းကြောင်းလေးတွေကိုပြပြပေးသွားပါမယ်ဒီလာထဲမှာပြုတ်ရည်သူတွေမေတ္တာရေးခန္ဓာလေးမှာပေါ့နော်စိတ်ကြီးစရာလေးတွေတော့နှငယ်ကြုံမယ်မိမိထင်သလိုမဟုတ်ပဲရှိနေမယ်စိတ်တဘောကွက်လက်မှုလေးတွေရှိမယ်ပေါ့နော်ချစ်သူကြောင့်စိတ်ပင်မဲ့တာမျိုးရှိမယ်မိမိချစ်သူအရှိတမျိုးကွယ်တမျိုးလုတ်တတမှုလေးတွေကြောင့်အခြေရေးပိုင်းမှာစိတ်ပင်မဲ့မှုရှိမယ်နော်အဲ့တော့ချစ်သူဆောင်တဲ့အနေနဲ့အခြေရေးပိုင်းမှာညှိနှိုးမရတဲ့ပြဿနာလေးတွေနှငယ်ရှိမယ် နော်ထင်လဲဆရာလေးတွေစိတ်လုံးမချမှုတွေများမယ်တခါတည်းအခေါ်မခေါ်မပြောတာဆက်သွက်ပြတာလေးတွေရှိမယ်တဝင်းတို့စိတ်မချမှုတွေအထင်မြင်လွဲမှားမှုတွေအကြောင်းနဲ့အဲမနော်မချမချအဆင်မပြေမှုတွေရှိမယ်တခါလေးရှေ့ဆက်ဖို့တဝင်းနေတက်တယ်ရှေ့ဆက်အကောင်းတို့နောက်ဆိုအကောင်းတို့ပေါ့နော်အဲ့လိုမျိုးရှေ့ဆက်ဖို့တောင်တဝင်းမှုလေးတွေရှိမယ်ပေါ့နော်အဓိကတော့နားလည်မှုနဲ့သစ္စာရှိတွေတွဲပါအချင်းဆရာရှုပ်တာတွေဖောက်ပြန်တာတွေဖြစ်လာပါကမမျောလင်းထားတဲ့ပြဿနာလေးတွေတက်မယ်နားလည်မှုနဲ့သစ္စာရှိတွေတွဲနိုင်တော့အေးချမ်းနိုင်တယ်နော်အဲ့လိုမျိုး နောက်ထပ်ကျမ်းမာရေးခန္ဓာလေးတွေပေါ့နော်ဒီလာထဲမှာကျမ်းမာရေးခန္ဓာလေးရာနဲ့ငယ်ချူချာတက်တယ်နော်အဲ့လိုမျိုးအဲ့တော့ဘလိုမျိုးလေးတွေဖြစ်တတ်လဲဆိုချွေးထွက်လွန်ပြီးတော့အားနေတာမျိုးနော်နှလုံးအားနေတာမျိုးအိတ်မပြောတာမျိုးတစ်ခါတည်းအဆအေးလင်းအောင်တာမျိုးလေးတွေမူမောရှင်တုံတာလေးတွေဖြစ်မယ်အကုန်ဖြစ်မယ်လို့မဆိုလိုပေမဲ့တစ်ခုမဟုတ်တစ်ခုဖြစ်လာနိုင်တယ်ဒီယောဂါလေးရနော်အသက်ကြီးပိုင်းတွေမှာဆိုရင်အားနေယောဂါနော်နောက်ပြီးတော့အာခန္ဓာကိုယ်ပေါ့နော်ညောင်းညာကြိုက်ခဲတဲ့ယောဂသွေးပေါင်တက်ကြလေးပေါ့နော်ဖြစ်ပြီးအားနေယောဂလေးတွေဖြစ်တဲ့အတွက်နည်းနည်းလေးသတိထားရမယ်နော်ကျန်မာရေးခန္ဓာလေးတွေ မိရဲ့ကိုရွေးကိုရာကိစ္စလေးတွေအတွက်တော့၎င်းအပေါင်းအသင်းမှတ်မှုကြောင့်เนาะဒါ ဒီပညာရေးကိုစိတ်ပါဝင်စားမှုအားနည်းနေတာမျိုးရှိရပေါ့နော်။ထိုရာလေးသတိထားရှောင်ပညာရေးကိုနည်းနည်းလေးစိတ်နှစ်ပြီးစူးစမ်းနိုင်မှအဆင်ပြေမယ်ရှေ့ဆက်လို့ရမယ်ပေါ့နော်။အဲစိတ်ကောစိတ်ကောလူရောနှစ်ပြီးစူးစမ်းနိုင်မှရှေ့ဆက်လို့ရပါလိမ့်မယ်။ပညာရေးခက်ခဲမှုတွေကြုံရနိုင်တယ်နော်ဒီလားထဲမှာ။အဲတော့နိုင်ငံခြားကန်အနေနဲ့ကနိုင်ငံခက်ခဲထင်းကုန်မှုတွေစင်ညာမှုတွေရှိမယ်။နိုင်ငံခြားကန်အခွင့်အလမ်းတော့ပေါ်လာလိမ့်မယ်နော်။အဲတော့ဆောင်ဆိုင်နေရတဲ့ခီးစင်လေးတွေပေါ့နော်။ဒါခီးစင်လေးတွေဆောင်ဆိုင်နေရတာမျိုးရှိမယ်။နောက်ပြီးတော့ဒီမိမိရဲ့ပေါ့နော်ဒီခီးကန်လေးတွေကပေါ့အခွင့်အရေးတော့ပေါ်လာပြီးတော့ထွက်ရဖို့ကန် တာနည်းနည်းလေးအားနည်းတာမျိုးเนาะအချောင်းမျိုးနဲ့ကြံ့ကြာခက်ခဲနေနှောင့်နှေးနေတာမျိုးတွေကြုံတွေ့ရမယ်ဗီဇာပတ်စပို့ကိစ္စတွေနဲ့ငယ်ကြံ့ကြာတာမျိုးတွေခက်ခဲတာမျိုးတွေရှိမယ်เนาะနောက်ထပ်ဒီတလာလုံးအတွက်ပေါ့เนาะမိမိအနေနဲ့အချိုးပိလက်ကီကာလာလေးရတော့အစိမ့်ပွင့်အစိမ့်ရောင်အပြာပွင့်အပြာရောင်အဝါပွင့်အဝါရောင်လေးတွေအချိုးပိလက်ကီကာလာလေးဖြစ်တဲ့အရေးကြီးသောခီးကိစ္စတွေအရေးကြီးသောအကြောင်းအရာတွေအရေးကြီးသောလုပ်ငန်းကိစ္စဝါဝါပြုလို့ပြောဆိုရမှာဝိစဉ်သုံးပြုခြင်းဖြင့်ကံစရာပွင့်လန်းစေပါလိမ့်မယ်เนาะအဲ့တော့ဒီတလာလုံးအတွက်အချိုးပိလက်ကီကနန်းလေးတွေပြပြပေးသွားပါမယ်ဒီတလာလုံးအတွက်အချိုးပိလက်ကီကနန်းလေးတွေမှာတော့ ခွန်ကနန်း6ကနန်း3ကနန်းက lucky ကနန်းလေးတွေဖြစ်ပါတယ်เนาะ ठी ဒီပါရထိုးမယ်ဆိုရင်လည်းဒီကနန်းလေးတွေเนาะဒါအကျိုးပြုပါတယ်ဒီတစ်လားလုံးအတွက်ဆောင်ရွက်ဆောင်လေးတွေပြောပြပါမယ်လောင်းကစားပြုလုပ်ခြင်းရဲဒေတာတောက်စားခြင်းပျော်ပါလောင်းเนาะအပျော်ပါလိုက်စားခြင်းသူ့တက်တက်ချင်းရှောင်ပေးရမှာဖြစ်ပါတယ်ဒါဒီတရာလုံးတန်ကောင်းမှုတွေပြုလို့ရမယ့်ရေဒီယာလေးကတော့ရောင်စုံရဲ့6ချောင်းမမိအိမ်ဖျားတော့မဟုတ်မွေးနံတောက်မှာလှူပါမမိအိမ်ဖျားမှာ노트မင်းလေးအမြဲတမ်းကတ်လှူပေးပါငှက်ကလေးတွေလှုပ်ပါ နော်လက်ပွင့်လန်နိုးခါရာလေးတွေအန်တီကင်းခါရာလေးတွေနင်းစင်ရွတ်ပါမိုးလင်းနာနဲ့လက်ပွင့်လက်ကိုနှိုးပေးမဲ့ခါရာလေးတွေဂုံတော်လေးတွေလက်ပွင့်ဂုံတော်ခါရာလေးတွေရွတ်ပါနောက်တော့အန်တီကင်းခါရာဂုံတော်လေးတွေနင်းစင်ရွတ်ပါပြီးဖြစ်တဲ့မှာတဲ့ခက်ခဲမှုတွေလွတ်မြောက်မယ်နော်အခုပြောတဲ့ရေတရားလေးတွေကောင်းမှုကုသိုလ်လေးတွေပြုလုပ်ပေးပြီးတော့ကံကောင်းမှုတွေရှာယူပေးပါယနေ့မှစတိန်းလာတာသမီတိုင်းဆန်းဆာရအစဉ်ပြေမှုရှိကြပါစေလုပ်ငန်းစီးပွားတိုးတက်ကြပါစေအသက်ရှူတိုင်းနဲ့ဝင်ငွေတွေတိုးကြပါစေယောဂဘေးအန်တီဘေးတွေကင်းဝေးပြီးစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ ဆီယမ်မတ်ကနေဆူတောင်းမြစ်တာပို့သားလိုက်ပါတယ်ရှင်။